ကျွန်တော်နာမည်ကတော့ရေဝင်သိမ်းပါကျွန်တော်အခုလက်ရှိကြံကြောင်းကောင်းကျင်လောက်ကလည်းကျွန်တော်ရဲ့ nickname လေးဖြစ်ပါတယ်ခင်ဗျာအဲဈေးနှုန်းလေးကတော့တထုပ်ကို9000ကျပ်ပါအခုခေတ်ကကုန်စင်နှုန်းတွေလည်းတက်တာဆိုတော့ကျွန်တော်တို့တက်နိုင်တဲ့လောက်တော့စားသုံးသူလည်းအဆင်ပြေအောင်လို့ကျွန်တော်တို့ထိန်းပြီးတော့ရောင်းပေးနေပါတယ်အဲရောင်းရတော့အများအားရောင်းရပါတယ်အများအားရောင်းရရဆိုတာကကောင်းကျင်လောက်ကကောင်းတာတစ်မျိုးတို့ကျွန်တော်ရောင်းနေရဆိုတာသိလို့ကျွန်တော်ချစ်လို့ခင်လို့လာပြီးဝယ်အားပေးကြရတဲ့လူတွေလည်းရှိရပါတော့အဲ့လိုမျိုးလည်းရှိရပါတော့ အဲကျွန်တော်ရဲ့အဖိုးကနေစပြီးတော့လှုပ်လာတယ်ကျွန်တော်တို့အမေတွေကလည်းလှုပ်လာခဲ့တယ်ကျွန်တော်တို့ကကိုယ်တိုင်တော့လှုပ်မရောမှုအရင်တော့သူများတွေကိုလှုပ်ပြီးတော့ဖြန့်ချီပေးရတယ်တော့ကျွန်တော်တို့လှုပ်ပေးရဲ့ဗျာကျွန်တော်လည်းအဲ့လိုဝါသနာကြောင့်လှုပ်တာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဟိုကျွန်တော်အတွေးပေါ့နော်ကျွန်တော်အတွေးအရတော့လူတွေလှုပ်ဖြစ်လာရင်တော့လူမှာစားဝတ်နေရေးဆိုတာရှိရပြီနော်အဲ့ဒီအတွက်ကလည်းအဲ့ဟာကိုလှုပ်ရမယ်ဒါပေမဲ့ဟိုလှုပ်တင်တာလည်းလှုပ်ရလို့လှုပ်ချင်တာလည်းလှုပ်တယ်ပေါ့အဲအဲ့လိုမျိုးပုံစံနဲ့ 可是好，明来吧，怎么样？今天你们要接文登吗？ ကျွန်တော်အခုလက်ရှိကြံချောင်းကောင်းကျင်လောက်ကလည်းကျွန်တော်ရဲ့ nickname လေးဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ရဲ့အဖိုးကနေစပြီးတော့လှုပ်လာတယ်ကျွန်တော်တို့အမေတွေကလည်းလှုပ်လာခဲ့တယ်ကျွန်တော်တို့ကကိုယ်တိုင်တော့လှုပ်မရောဘူးအရင်တော့သူများတွေကိုလှုပ်ပြီးတော့ဖြန့်ချီပေးတာတွေတော့ကျွန်တော်တို့လှုပ်ပေးရဗျအဲတော့အတွင်းထဲမှာဆိုရင်ဝတ်သားရဲ့ဝတ်ဥချောင်းရဲ့ပစွန်ချောင်းရဲ့ဘဲဥငန်မှုရဲ့တီယိုစီရဲ့6မျိုးပါတယ်ခင်ဗျာချက်သားထဲမှာကြတော့သူကချက်ဥချောင်းမပါဘူးချက်သားရဲ့ဘဲဥငန်မှုရဲ့တီယိုစီရဲ့ပစွန်ချောင်းရဲ့9မျိုးပါပါတယ်ခင်ဗျာ အဲအခုလက်ရှိကတော့ကျွန်တော်တို့တထုပ်ကို9000ရောင်းနေပါတယ်ခင်ဗျအဲကျွန်တော်တို့စစရောင်းခြင်းတော့တထုပ်ကို3500 3ထုပ်တွင်1000နဲ့ရောင်းပါတယ်အဲအမပုံမှန်ကတော့ဝတ်သားစားတဲ့လူဆိုရင်တော့ဝတ်သားနဲ့ကိုကြိုက်တာပေါ့ဘာလို့လဲဆိုတော့သူ့ရဲ့ pins ကိုကဝတ်သားကောင်းခြင်းထုပ်လीနော်ဟုတ်ကဲ့ပါတယ်ခင်ဗျ तू ကဟိုစက်သားကလည်း तू သူ့ရဲ့ taste နဲ့သူကိုဟိုဟိုကျွန်တော်တို့ဝတ်သားနီးနီးလိုက်မိအောင်ကျွန်တော်တို့ဖန်တီးပေးထားတယ်ခင်ဗျ အဲကျွန်တော်တို့ကတရုတ်နှစ်ကူရှိတယ်ပြီးတော့ဟိုဟာ၈လပိုင်းမှာကောင်းကျင်တို့ကတော့တဲ့ပွဲတစ်ပွဲရှိတယ်၆လပိုင်းမှာကောင်းကျင်တို့ကတော့တဲ့ပွဲတစ်ပွဲရှိရပေါ့အဲရောင်းရတော့အများအန်ရောင်းရပါတယ်အများအန်ရောင်းရရဆိုတာကဟိုဒီကောင်းကျင်တို့ကကောင်းတာတစ်မျိုးဟိုကျွန်တော်ရောင်းနေရဆိုတာသိလို့ကျွန်တော်ဟိုချစ်လို့ခင်လို့လာပြီးဝယ်အားပေးကြရလို့လည်းရှိရပါဘောအဲ့လိုမျိုးလည်းရှိရဟုတ်အဲဟိုဒါကြတော့ကျွန်တော်လည်းအဲ့လိုဝါသနာကြောင့်လောက်တာမဟုတ်ဘောဒါပေမဲ့ကျွန်တော်တို့ ဟိုဒီတိုင်းကျွန်တော်အတွေးပေါ့နော်ကျွန်တော်အတွေးရတော့လူတွေလွတ်ဖြစ်လာရင်နော်လူမှာစားဝတ်နေရေးဆိုတာရှိရပြီနော်အဲ့ဒီအတွက်ကလည်းအဲ့ဟာကိုလောက်ရမယ်ဒါပေမဲ့ဟိုလှုပ်တင်တာလည်းလှုပ်ရလို့လှုပ်ချင်တာလည်းလှုပ်တယ်ပေါ့အဲအဲ့လိုမျိုးပုံစံအဲ rate ကတူတူပဲမှာဟို online က90ဆိုရင် အောက်ဒီလိုဒီကျွန်တော်ညာတစ်ပိုင်းပဲထွက်ရင်90လောက်ရောင်းရတယ်အဲ့လိုမနေ့အစောပိုင်းထွက်တဲ့ရက်တည်းရှိအခုဒီတကြံတော့ဆိုရင်ကျွန်တော်မနေ့အစောပိုင်းမှာထွက်လို့ရတယ်အဲ့ဒီတော့ဆိုရင်ကျွန်တော်မနေ့ ဒီတကြံတရက်သေးကိုပဲတရက်ကို130 120အဲ့လိုရောင်းရတာရှိဟုတ်ပြီးပြီးခဲ့နှစ်ကိုတော့အဆိုရင်တရက်900လောက်ရောင်းရတယ်လေးလံတင်ယူခဲ့ရတာကြောင့်ကျွန်တော်တို့အစားတောက်ရောင်းတာဖြစ်တဲ့အတွက်ကြောင့်အစားတောက်နဲ့ပတ်သက်ပြီးတော့ဂရုစိုက်ရမှာတန့်ရှင်မှုကအရေးကြီးရယ်နော်ဘာလို့လဲဆိုတော့ဟိုအရသာကောင်းတာမကောင်းတာကနောက်တန့်ရှင်းနေဆိုရင်ကျွန်တော်လဲစားကျင်တယ်တစ်ဖက်လူဆိုလဲ စားကျင်တာပဲလေနော်။ဘာပဲပြောအမြင်လေးကနေအရင်ဆုံးတန့်ရှင်းတော့စားကျင်စိတ်လေးစားဖြစ်တာပေါ့။အဲလိုရည်ရွယ်ချက်နဲ့ပဲကျွန်တော်အမြဲတမ်းတော့ view site ပြီးလောက်ပါတယ်။ကျွန်တော်တို့ကောင်းကျွန်တော်ထုတ်တဲ့ချိန်ဆိုရင်လည်းဒီကောင်းစွတ်တွေစွတ်တဲ့ဒါတွေဝတ်ပြီးတော့လောက်ပါတယ်။ဟုတ်ကျွန်တော် online ကနေမှာရဲ့လူတွေဆိုရင်လည်းကျွန်တော်တို့ကတေချာပြောပြပေးဖြစ်ပါတယ်။ဟိုအရင်တုန်းကတော့ကျွန်တော်တို့မှအဲ့လိုနားလည်မှုလွယ်ရလေးရှိရပေါ့။တချို့တွေကြတော့ဟိုဟိုဒီမီးပြတ်တဲ့ကာလမှာဝယ်သွားပြီးတော့သူတို့ရေခဲတက်တာတွေထုတ်ထုတ်ပြီးစားမဲ့ချိန်ညာကျွန်တော်တို့ဝက်သားမှာက ဟိုတုံးထက်သားဖြစ်တဲ့အတွက်ကြောင့်တုံးထက်သားမှာအစီလေးပါလေကျွန်တော်တို့ဟိုပုံမှန်ဝတ်သားဟင်းကိုပဲရေကြက်တိုင်ထည့်တိုင်းတော့မှစီလေးခဲနေပြန်ပြီးနှွေးစားမှဟိုဟိုဘယ်လိုပြောရမလဲစားကျင်စရာပုံစံလေးဖြစ်သွားတာအဲ့လိုမျိုးဟာကိုတချို့ဝယ်သူတွေကမသိပဲနဲ့ရေကြက်တိုင်ထုတ်ပြီးတော့တန်းပြီးဖွင့်စားတော့ကျွန်တော်တို့ပြောတာဝတ်သားကအဲ့လိုဘေးမှအဖြူလေးပါတယ်ပါညာဘောအဲ့ကျွန်တော်ကျွန်တော်ပြန်ရှင်းပြပါတယ်ကျွန်တော်ဟိုဟိုတကယ်လို့စိတ်အစဉ်မပြေဘူးဆိုရင်ဟိုဟိုကျွန်တော်ကိုယ်တိုင်စမ်းပြမယ်ကျွန်တော်ကိုယ်တိုင်အပူလေးထည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်လုပ်ပြရတယ် ုပ်ပြပြီးတော့မှပြန်ပြတော့သူတို့ကโอเคဒါဆိုရင်တော့ဟုတ်တယ်ပေါ့အစကသူတို့ error ဖြစ်တာတွေလို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဘာဖြစ်လဲဆိုတော့ဒီဝယ်သူတွေစီကနေကျွန်တော်သင်ခန်းစာယူရတယ်အော်အေးနောက်ဝယ်လူတွေကြရင်ဒီလိုမျိုး error မဖြစ်အောင်ကိုယ့်ဘက်ကဂရုတစိုက်နဲ့ပြောပြပေးရမယ်ဟိုပို့ပြီးတော့အဆင်ပြေအောင်သူတို့မှာ microwave နဲ့နှွေးမယ်ဆိုရင်လည်း microwave နဲ့ဆိုဘယ်လောက်နှွေးရမလဲရင်နှွေးနဲ့ပြန်ပေါင်းမယ်ဆိုရင်ဘယ်လိုပေါင်းရမလဲဒါမှမဟုတ်ရင်နှွေးတွေကိုထည့်ပြုတ်မယ်ဆိုဘယ်လိုပြောရမလဲအဲ့ဒါအကုန်လုံးကျွန်တော်ပြောပြပေးဖြစ်ပါတယ်ဒီဒီကျွန်တော်မိသားစုနဲ့တွဲလို့ရတယ်ဆိုကျွန်တော်အထက်မှာကျွန်တော်ရဲ့မိဘတွေရရှိနေတဲ့ရဆိုတော့ လူကြီးဆိုတော့နည်းနည်းတချို့ဟာတွေကသူတို့ကလက်မခံနိုင်တာရှိတယ်ကျွန်တော်တို့လူငယ်တွေကတော့ risk ယူမယ်ဘာဖြစ်ဖြစ် risk ယူမယ်ဆိုတဲ့ဟာရှိတယ်ကျွန်တော်ကအဲ့လိုစမ်းကျင်တယ်ကျွန်တော်အဲ့လိုဝတ်သားထုတ်ထိုးထဲမှာပါတဲ့ဥစုံလေအဲ့လိုဥစုံနဲ့လည်းအဲ့လိုထုတ်ပြီးတော့အဲ့လို limited ပေါ့ဗျာဟိုဟိုကျွန်တော်လည်း waste မဖြစ်အောင်စားသုံးသူတွေလည်း fresh ဖြစ်ဖြစ်စားရအောင်ကျွန်တော်လုပ်ပေးချင်တာရှိတယ်ဒါပေမဲ့ဒါကကျွန်တော် recipe ရောမဖော်ရသေးဘူးကျွန်တော်ရဲ့ idea ကြီးပဲအဲ့အဲ့ဟိုဥစုံနဲ့ကောင်းကျင်းထုတ်မှတထုပ်ဒီဒီကျွန်တော်ပုံမှန်ဟာတထုပ်9000ဆိုရင်ဟိုအောင်တထုပ်1000နဲ့မှတပတ်ကို10ထုပ်ပဲထုတ်မယ် သိလား limited လိုချင်လာမှာလားအဲ့လိုမျိုးကြီးလှုပ်ပေးခြင်းလေကျွန်တော်အဲ့ဟာတွေအတွက်လည်းကျွန်တော် sample ရှိရဲဥမာပြီးရင်ကောင်းချင်းတော့ဆိုရင်ကျွန်တော်တို့ကချက်နဲ့ဝက်အပြင်ပေါ်မှာမတုံရန်ကောင်းချင်းတော့မာလာကောင်းချင်းတော့အဲ့လိုမျိုးကြီးကျွန်တော်ရှောက်ဆန်းခြင်းလေဒါပေမဲ့ဒါ idea ပေါ့ဗျာသိလားလှုပ်ဖို့ကြတော့ဟိုဟိုပြောလို့တော့မလွယ်ဘူးဟုတ်တယ်မလားတစ်ခုချင်းပြေ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 းချင်းဒါဩေးဒါမှားသွားတယ်ဒါဒါအဆင်ပြေသွားပြီအဲအဲ့လိုမျိုးလေးတော့လှုပ်အောင်ပါပေါ့ဗျာအော်ကျွန်တော်နောက်ထပ်လည်းဟိုဝတ်သားပေါင်းလေးလှုပ်ကြည့်ဖို့အစီအစဉ်လေးရှိပါသေးတယ် ခုကျွန်တော်တို့ကြံကြောင်းကောင်းကျင်းတော့က18လမ်း18လမ်းကြားမဟာဗန္ဓုလလမ်းမပေါ်မှာရှိပါရခင်ဗျာ။တိုင်ဖွင့်ချိန်လေးကတော့ညနေ4နာရီလောက်ကနေစပြီးတော့ည9နာရီလောက်ထိတော့ဖွင့်ပါတယ်ခင်ဗျာ။